ပွဲတော်များစက်ကက်ချင်းမြင်ပွဲနဲ့38ပြမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆောင်မှုပွဲဆုချင်းမြင်ပွဲခန္ဓာကိုရန်ကုန်တိုင်းဒေသကြီးမြန်မြကုန်းမြို့နယ်ရှိကုန်းမြင့်တာရှိဇေယသည်ခမ်းမမှာဒီကနေ့မှကျင်းပပါတယ်ပထမဆုံးအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တက်တူတုံးကျင်ရုပ်စုဖွင့်လှစ်ပြီးပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးအေဂျင်တာရဲ့ကော်မရှင်ဥက္ကဋ္ဌ

ဗုဒ္ဓဘာသာကလျာဏယူဝသည် WMB ဘူဥက္ကဋ္ဌဦးရဲထွန်းကမင်္ဂလာဆိုင်ရာဆံမိုးဝဲပြုလုပ်ခြင်းနဲ့စူကြီးမြင့်ကျင်တမိုင်းချောင်းကိုရှင်းလင်းပြောကြားပြီးဗုဒ္ဓဘာသာကလျာဏယူဝသည်ကိုဂုံပြုရေးသားတဲ့ထက်တွန်80ပေါ့ထက်တေးထက်ဖြင့်ဒေသန်ရှင်တူတူတန်အောင်ကဂုံပြုတည်ဆိုပါတယ်။ ဲ့ဒီနောက်တန်ဃာတော်ရှင်သူမြတ်များအားဗုဒ္ဓစိတ်တော်များဆက်ကပ်ခြင်းနဲ့လူပုဂ္ဂိုလ်များကိုဗုဒ္ဓစိတ်များပေးရခြင်းမျိုးကိုဆက်လက်ပြုလို့ရဗုဒ္ဓဘာသာကလန္နယုဝသင်ဘောဥက္ခာဦးရဲထွန်းနဲ့တာဝန်ရှိသူများကတန်ဃာတော်ရှင်သူမြတ်29ပါအားဗုဒ္ဓစိတ်တော်များဆက်ကပ်ခြင်းနဲ့လူပုဂ္ဂိုလ်39ရုပ်ကိုဗုဒ္ဓစိတ်များပေးရခြင်းတို့ကိုဆောင်ရွက်ပြီးအခမ်းအနားမှာဖျော်ဖြေတင်ဆက်ခဲ့ကြတဲ့ရိုးရရင်ကျင်းမှုဖျော်ဖြေအဖွဲ့များကိုဦးရဲထွန်းနဲ့တာဝန်ရှိသူများကဆုမြားပေးရခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးကြိုက်တီဆောင်ဆရာတော်ကြီးကဗုဒ္ဓဘာသာကလျာဏယုဝအသင်ထံကို အလူငွေကျပ်သိန်းတရာကိုပေးရလူတန်းရာ YMBA အသင်ဥက္ကဋ္ဌဦးရထွန်းကလက်ခံရယူပြီးဒိုင်းဒေသကြီးပြည်နယ်များမှာဘိုးထူးချွန်ဆူရရှိတဲ့ចောင်းသားចောင်းသူများကိုစုများချင်းမြေပေးရပါတယ်။အဲ့ဒီနောက် ဗုဒ္ဓဘာသာကလျာဏယူဝသင်ဘိုးဥက္ထဦးရဲထွန်းနဲ့တာဝန်ရှိသူများဟာဗဒစိမ့်များချင်းမြင့်ချင်းခံရတဲ့လူပုဂ္ဂိုလ်များတိုင်းရင်းသားယူရဖြောပြေးဖွင့်များနဲ့အမတ်တရားစုပေါင်းတပ်ပုံရောက်ကြပြီးအခမ်းအနားကိုဗုဒ္ဓသာသနာစိတ်ရင်တတထုတုံးကျင်ရုပ်ဆိုပြီးအောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့တရင်